အားလုံးပဲမင်္ဂလာပါဒီတင်ကန်းစာမှာတော့တရုတ်တရာတွေကို လေ့လာသွားမှာပါအခုလေ့လာသွားမယ့်ပုံစံလေးကတော့နေတုံးနေဆဲနေတယ်ထားတယ်ပေါ့နော်ဒီပုံစံကိုဖော်ပြနိုင်တဲ့စကားလုံးနှလုံးအဲ့ဒါကပါလေလဲဆိုတော့ကျွန်းဆိုင်ကျွန်းဆိုင်နောက်တစ်ခုကတော့ကျော် ကြာဒီစကလုံးနှလုံးရဲ့ကွဲပြားခြားနာပုံလေးကိုလေ့လာသွားမှာပေါ့เนาะအဲ့တော့ join size ဆိုတဲ့စကလုံးအမျိုးအစားကတော့ adverb ကရိယာဝိသေသနတစ်ခုဖြစ်တယ်ကြာဒီစကလုံးအမျိုးအစားကတော့ special particle လို့ခေါ်တဲ့အခြေအနေပြနောက်ဆက်ပုံတစ်ခုဖြစ်ပါတယ်ကောင်းပြီနမူနာဝါကျလေးတွေနဲ့လေ့လာကြည့်အောင်သူထိုင်နေတယ်ထားစောကြထားစောကြသူထိုင်နေတယ်ကျွန်တော်တို့ဘာတောက်တာလဲ 这是啥？都他的，他坐着都谈的；他是都坐啊谈的，这是你的，他坐着都谈的。都他们三的他正在吃饭，他正在吃饭，他正在吃饭，他都正在你的吃啥的饭啊他？他们。 ဟုတ်ပြီနော်အဲ့တော့ဒီမှာကျွန်တော်တို့ကနေတယ်ထိုင်နေတယ်ထိုင်နေဆိုတော့ဖက်ဖြစ်တော့မှာကျေတော့တာစော့ထိုင်တာစော့ကျထိုင်နေတယ်ဒီမှာကျတော့ချစ်ဖန်ထမင်းစားချစ်ဆိုတော့ဖက်နော်ကျေအောင်မသုံးတော့ပဲလေရှေ့မှာနေတာကိုဖော်ပြကျွန်ဆိုင်ကိုသုံးတာကျွန်စားချစ်ဖန်အဲ့တော့ကျွန်ဆိုင်နေတယ်ကျေနေတယ်အဲ့တော့ဒီနှစ်ခုမှာပြောင်းပြောလို့မရအောင်ဗျထာစော့ကျဆိုတဲ့နေရာမှာထာကျွန်ဆိုင်စော့လို့ပြောလို့မရအောင် ဲ့လိုပဲထာကျွန်းစချီဖန်ဆိုတဲ့နေရာမှာထာချီဂျာဒီဂျာကိုယူတော့ပြီးတော့ထာချီဂျာဖန်လို့တော့လို့မရအောင်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဘလိုအနေထားမျိုးမှာဂျာကိုတုံးပြီးတော့ဘလိုအနေထားမျိုးမှာကျွန်းစိုက်ကိုတုံးတော့လဲအသေးစိတ်လေ့လာကြည့်အောင်ပထမဆုံးကျွန်တော်တို့သိရမှာအတရာကီးလေးတွေကိုအရှင်းပြပို့လို့တရာကီးဆိုတာကတော့ဘေးစကလုံးကိုတုံးတယ်ဘယ်နေရာမှာထားတယ်ဆိုတာအရှင်းပြပို့လို့ ဟုတ်ပြီနော်ကောင်းပြီအဲ့တော့ ger ဆိုတဲ့စကားလုံးကိုတော့ရေ verb ဖြစ်နောက်မှာထားတော့ပြရတယ် verb plus ger ကျွန်းဆိုင်ကိုတော့နော် verb ဖြစ်ရှိရထားတော့ပြရကျွန်းဆိုင် plus verb ဟုတ်ပြီနော်ဒါက grammar pattern ကောက်ပြီအဲ့တော့ grammar pattern ကိုကျွန်တော်တို့အလွတ်ချက်လို့မရအောင်ဗျ grammar pattern ဆိုတာအလွတ်ချက်တာမဟုတ်သဘောတရားတွေနားလဲရမှာအဲ့တော့သင်တဲ့ဆရာကနောက်ကထားပြောလို့နောက်မှထားရပါတယ်ရှေ့မှထားဆိုလို့ရှေ့မှထားရပါတယ်အဲ့လောက်နဲ့ကျွန်တော်တို့ရက်တန့်နေလို့မရအောင်ကိုကိုတိုင်းလည်းနားလဲရမယ်အဲ့တော့နားလဲအောင်ကျွန်တော်အသေးစိတ်ဆက်ရှင်းပြမယ်ဘာဖြစ်လို့နောက်မှထားတာလဲရှေ့မှထားရင်မရအောင်လားကျေအောင် မရအောင်ဒါဆိုရင်ကျွန်းစာရဘာလို့ web ဖြစ်ရှိပါထားလဲနောက်မှထားရမရအောင်လားမရအောင်ဘာလို့မရတာလဲစောက်ထဲမှာဒီတိုင်းရေးထားလို့မဟုတ်เนาะသူ့ရဲ့သဘောတရားတွေကိုနားလည်ဖို့လိုတယ်ကောင်းပြီအဲ့တော့ဒီမှာကြည့်ပါ trailer ဆိုတာက special particle လို့ခေါ်တယ်เนาะ special particle မြန်မာလိုဘာသာပြန်ရင်เนาะအခြေအနေပြ not support အခြေအနေပြ not support ဘာလဲ now support particle particle ကမြန်မာတရားမှာဆို now support လို့ဘာသာပြန်တယ်အဲ့တော့ now support ဆိုတဲ့ဘာမှာပဲဆက်ရလဲအဲတွဲတဲ့စလုံးရဲ့ now မှာပဲဆက်ရလဲအခုသူကဘာနဲ့တွဲလဲ verb နဲ့တွဲတာဘာဖြစ်လို့ verb နဲ့တွဲရလဲသူကအခြေအနေပြ now support ဖြစ်တယ် verb တွေရဲ့ပြောင်းလဲသွားတဲ့အခြေအနေတွေကိုဖော်ပြအောင်သုံးတာဟုတ်ပြီနော်ဒီ verb တွေရဲ့ပြောင်းလဲသွားတဲ့အခြေအနေကိုဖော်ပြအောင်အတွက်သုံးတာ အခြေအနေကိုဖော်ပြအောင် เนาะနောက်ဆက်ဖို့ဖြစ်တဲ့ကြောင့်ဒီ verb ဖြစ်ပမာဆက်ပေးရလဲနောက်မှာဆက်ပေးရတာဒါကြောင့်မို့ jet ဆိုတဲ့စကားလုံးဒီ verb ဖြစ်ပမာပဲဆက်လဲနောက်မှာပဲဆက်တယ်တော့ပေါ့လား verb plus jet okay ဒါဆိုရင် change size ကြတော့ဘာဖြစ်လို့ verb ရှိမှာထားတော့လာလဲအဲ့တော့ change size စကားလုံးမျိုးစား adverb ကရိယာဝိသေသနာကျွန်တော်မြန်မာသရမှာလည်းသင်မှုတယ်ကရိယာကိုအထူးပြုသောစကားလုံးကိုကရိယာဝိသေသနာလို့ခေါ်တယ်အဲ့တော့ verb တွေကိုအထူးပြုတဲ့စကားလုံးတွေကရှိရပဲအထူးပြုတဲ့ verb ဖြစ် adverb အားလုံးဒီ verb ဖြစ်ပေးရပဲအထူးယူတယ်ရှေ့ရပဲအထူးယူတယ်ဒါကြောင့်မို့သူက verb ဖြစ်ရှေ့မှာနေတာ adverb ဖြစ်လို့ verb ဖြစ်ရှေ့မှာနေတာသူကြတော့နောက်ဆက်ပုံဖြစ်လို့ verb ဖြစ်နောက်မှာနေတာဒီသဘောပဲ okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့က basic လုံးသုံးရမလဲဆိုတော့တည်သွားရတော့อืม basic လုံးသုံးရမလဲတည်သွားပြီသူ့ရဲ့ဘာသာပြန်ဆိုချက်လည်းတည်ပြီးသွားရနှစ်ဆင့်ပဲတည်တည်ကျော်စွာနေတယ်ထားတယ် နေတော့နေဆဲကျန်ဆိုင်စားလဲနေတယ်နေတော့နေဆဲစသဖြင့်ဘာသာပြန်တယ်ဒါဆိုသူ့ရဲ့ဘာသာပြန်ဆိုချက်ကိုတီးသွားပြီဗမာထားမလဲတီးသွားပြီကျော်သည်ဗမာထားလဲ verb ဖြစ်နောက်မှာထားတယ်ဘာလို့ထားလဲအခြေအနေပြနောက်ဆက်ဖို့ verb တည်းရဲ့ပြောင်းလဲသွားတဲ့အခြေအနေကိုဖော်ပြအောင်အတွက် verb ဖြစ်နောက်မှာတွဲဆက်တယ်ကျန်ဆိုင်ကျန်ဆိုင်ကတော့ verb ဖြစ်ရှိရဘာဖြစ်လို့လဲ adverb ကရိယာဝိသေသနာကရိယာဝိသေသနာအားလုံးဒီ verb ဖြစ်ရှိရနဲ့ဒီ verb ကိုအထူးပြန်ပြောပေးတယ်ကောင်းပြီအဲ့တော့ကျွန်တော်တို့က ဘာသာပြန်ဆိုချက်လည်းတည်သွားပြီထားရမယ်ပုံစံတရာပပတန်လည်းတည်သွားပြီပေါ့နော်တရာပတန်နေလည်းတည်သွားပြီရည်ရွယ်ချက်ဘာရည်ရွယ်ချက်နဲ့တုံးတာလဲကောင်းပြီကျွန်တော်က trail တုံးလိုက်ပါပြီလေအဲ့ trail တုံးရတဲ့ရည်ရွယ်ချက်ကဘာလဲဒါကိုလည်းတည်ဖို့လိုသေးတယ်ကျွန်စိုက်ကိုတုံးပါပြီလေဘာရည်ရွယ်ချက်နဲ့တုံးတာလဲကျွန်စိုက်ကောင်နေတယ်လို့ဘာသာပြန်လို့ကျွန်စိုက်ကိုတုံးတာလားဒါဆိုအဲ့လိုဘာသာပြန်နိုင်တာကျွန်စိုက်တုံးမယ်ဆိုဒီမှာလည်းနေတယ်ပဲလေကျွန်စိုက်ပဲပြောမှာပေါ့ တော့ပေါ့လားနေတယ်ဆိုတဲ့အတွက်ကြောင့် chill site ကိုသုံးတာမဟုတ်တလို့ဒီမှာလဲနေတယ်ဆိုတဲ့ကြောင့် chill ကိုသုံးတာမဟုတ်သူ့ထက်ပိုပြီးတော့လေးနက်တဲ့ရည်ရွယ်ချက်တွေကိုကျွန်တော်တို့သိဖို့လိုတယ်ပေါ့နော်ကောင်းပြီအဲ့ဒါအကြောင်းလေးကိုကျွန်တော်တို့ဆက်ပြီးတော့လေ့လာကြအောင်ကောင်းပြီအဲ့တော့ကျွန်တော်တို့က just ဆိုတာကို300ချင်းကဘာလို့လဲဆိုတော့အခြေအနေတရက်ရက်ကိုပေါ်ပြအောင်တုံးတာခုနကတော့လည်းကျွန်တော်ရှင်းပြခဲ့တယ် special particle ဆိုတာပါလေအခြေအနေပြတဲ့ not support အခြေအနေကိုပေါ်ပြတဲ့ not support ဟုတ်ပြီနော် zat တည်းရပြောင်းလဲသွားတယ်ပါလေအခြေအနေအခြေအနေကိုပေါ်ပြအောင်သုံးတာဒါဆိုရင်ချုံဆိုင်ကြတော့ဘာကိုပေါ်ပြအောင်သုံးတာလဲလှုပ်ဆောင်ချက်တစုံတစ်ခုကိုပြောတဲ့အချိန်မှာ လုံနေတယ် select ဖြစ်ပြက်နေတယ် present continuous သဘောမျိုးကိုကျွန်တော်ပေါ်ပြတာဟုတ်ပြီနော်ကောင်းပြီအဲ့တော့အခြေအနေနဲ့လှုပ်ဆောင်ချက်နဲ့ဘာကွာလဲဆိုတာကိုပြောပြအောင်ထပ်ပြီးတော့ အဲ့လိုကွာခြားမှုကိုသိတော့မှကျက်တော့မလားကျုံဆိုင်တော့မလားသိမှာလေကွာခြားချက်မသိရနဲ့အခြေအနေကဘာလဲလှုပ်ဆော့ချက်ကဘာလဲလို့မသိလို့လည်းမရသေးဘူးအဲ့တော့ကျွန်တော်တို့အလွတ်ချက်စရာလည်းမလို့သဘောတရားလေးတွေနားလည်အောင်နားထောင်လိုက်အခြေအနေဆိုတာကလှုပ်ဆော့ချက်ကနေပါဖြစ်လာတာဟုတ်ပြီနော်ဒီအခြေအနေဖြစ်လာတော့ဘာအရင်လုပ်ရလဲလှုပ်ဆော့ချက်တခုကိုအရင်လုပ်ရတယ်အဲ့လှုပ်ဆော့ချက်ကပြီးတော့ပြီးပြီးတော့ reset ရလက်တခုထွက်လာပြီအဲ့လိုရလက်ကိုအခြေအနေလို့ခေါ်တယ် တော့ပေါ့လားဆိုလိုတာကလှုပ်ဆော့ချက်ကိုလှုပ်ပြီးသွားပြီးရလက်ထွက်လာပြီးအဲ့ဒီရလက်ကြီးအတိုင်းရှိနေတာကိုအခြေအနေလို့ခေါ်တယ်လှုပ်ဆော့ချက်ကြတော့အဲ့လှုပ်ဆော့ချက်ကိုပဲလှုပ်နေရရလက်မထွက်သေးဘူးလှုပ်နေတော့ပဲရှိတယ်သူကအဲ့လှုပ်ဆော့ချက်ထဲမှာလှုပ်နေတော့ပဲရှိတယ်အခြေအနေကြတော့လှုပ်ဆော့ချက်ကိုလှုပ်ပြီးသွားပြီးဖြစ်နေတာကပါလေရလက်လှုပ်ဆော့ချက်ကြောင့်ဖြစ်လာတဲ့ရလက်အဲနောက်တစ်မျိုးထပ်ပြောရလို့ရှိရအခြေအနေဆိုတာကလှုပ်ဆော့ချက်ကိုတစ်ခါပဲလှုပ်ရတယ် လှုပ်ဆောင်ချက်ကိုဘယ်နှခါလှုပ်လဲတစ်ခါပဲလှုပ်တယ်အဲ့လိုလှုပ်ဆောင်ချက်ကိုတစ်ခါလှုပ်လိုက်တာနဲ့အဲ့လှုပ်ဆောင်ချက်ကပြီးသွားတယ်ပြီးပြီးတော့ရလက်ထွက်လာတယ်အဲ့ရလက်ကိုကျွန်တော်တို့ကအခြေအနေလို့ခေါ်တယ်လှုပ်ဆောင်ချက်ကြတော့အဲ့လိုမဟုတ်ဘူးမပြီးမချင်းထပ်တလဲလဲလှုပ်နေရတယ်အဲ့တော့ကျေကိုသုံးထားခြင်းအပြည့်ဒါပါလေဒီ verb ဒီလှုပ်ဆောင်ချက်ကိုတစ်ခါပဲလှုပ်တယ်အခြေအနေရဆက်ပြီးတော့တည်ရှိနေတာကျုံ site ကိုသုံးခြင်းအပြည့်လှုပ်ဆောင်ချက်ကိုထပ်တလဲလဲလှုပ်နေရတယ်ပြန်ဖတ်တော့ ်ကျော်ကိုတုံးချင်းအားဖြင့်လှုပ်ဆောင်ချက်ကိုဘယ်နှခါပဲလှုပ်လဲတခါပဲလှုပ်တယ်တခါပဲလှုပ်ပြီးတော့အခုဖြစ်နေတာလေဒီအဲ့လှုပ်ဆောင်ချက်ကြောင့်ထွက်လာတဲ့ reset ရလက်အဲ့ဒီရလက်ကြီးကိုကျွန်တော်တို့ကအခြေအနေလို့ခေါ်တာဒီအခြေအနေတရက်ထဲမှာရှိနေတယ်လှုပ်ဆောင်ချက်ကိုသူဆက်မလှုပ်တော့လှုပ်ဆောင်ချက်ကပြီးသွားပြီကျွန်းဆိုင်ကိုတုံးတာကြတော့အဲ့လှုပ်ဆောင်ချက်ကမပြီးသေးဘူးထပ်တလဲလဲလှုပ်နေတော့လုံးဝမပြီးသေးတာတခါလှုပ်လို့လည်းမရဘူးသူကထပ်တလဲလဲကိုလှုပ်နေရတာတော့ပေါ့လား ကောင်းပြီကောင်းပြီဒါဆိုရင်သူထိုင်နေတယ်ဆိုတာကိုကျွန်တော်ကြည့်တော့မယ်အခြေအနေနဲ့လှုပ်ဆောင်ကြဘလို့ခွဲလဲနော်음သဘောတရားတွေတေချာကြည့်စောစာပါလဲထိုင်နေကျွန်တော်တို့ထိုင်နေဆိုတာကလူတစ်ယောက်ကဒီလိုကလတ်ထိုင်မှာထိုင်ရတာရှိနေတယ်သူကအဲ့ဒါကို present continuous tense ပေါ့နော်ဆက်လက်ဖြစ်ပြနေရလို့ထင်တာအမှန်တော့မဟုတ်ဘူးဗျအဲ့မှာကျွန်တော်တို့နှစ်ပိုင်းကိုမြင်အောင်ခွဲရတယ်ထိုင်နေဆိုတဲ့လှုပ်ဆောင်ချက်နဲ့ထိုင်ပြီးဖြစ်လာတဲ့အခြေအနေနဲ့မတူဘူး ဘောပါပါကျွန်တော်တို့ကလူတယောက်ကထိုင်နေတယ်ဆိုတော့ဥမာကိုယ့်ကိုလည်းအခုကျွန်တော်ဒီဗီဒီယိုနားထောင်နေတဲ့လူတွေစမ်းကြည့်လို့ရတယ်ထိုင်နေဆိုတဲ့လှုပ်ဆောင်ချက်တွေအခုမတက်ရက်လိုက်ရက်ပြီးလို့ရှိရင်စက္ကန့်ထိုင်ချလိုက်ပြီးသွားတယ်တခါပဲလှုပ်ရတယ်စက္ကန့်ပိုင်းပဲကြာတယ်နော်မတက်ရက်နေတာနေစက္ကန့်ထိုင်ချလိုက်တာအဲ့ဒါလှုပ်ဆောင်ချက်ပဲအဲ့လှုပ်ဆောင်ချက်ပြီးသွားပြီအဲ့တော့ငုတ်တုတ်ကြီးရှိနေတာအဲ့ဒါထိုင်တဲ့လှုပ်ဆောင်ချက်ကိုလှုပ်နေအောင်မဟုတ်ဘူးခုနကလိုမတက်ရက်နေတာနေစက္ကန့်ထိုင်ချလိုက်တဲ့အတွက်ကြောင့်ထိုင်ရက်သားအခြေအနေထဲမှာဖြစ်သွားတာ တော့ပါလားမတက်ရထားလေးစက္ကနဲထိုင်ချလိုက်တာဒီလုဆောင်ချက်ထိုင်ရသားကြီးရှိနေတာဒီအဲ့လိုထိုင်ချလိုက်တဲ့အတွက်ဖြစ်ပေါ်လာတဲ့ရလက်အခြေအနေလုဆောင်ချက်ကိုတစ်ခါပဲလှုပ်လိုက်ရတယ်ဆိုလိုတာကထိုင်နေရဆိုထားလိုက်ထိုင်လိုက်ထားလိုက်ထိုင်လိုက်လုဆောင်ချက်ကိုထပ်တလဲလဲလှုပ်တာမဟုတ်တစ်ခါပဲလှုပ်လိုက်တဲ့အခြေအနေကြီးကျန်ခဲ့တယ်ထိုင်ရသားအခြေအနေကြီးကျန်ခဲ့တယ်ဟုတ်ပြီနော်ထမင်းစားနေတယ်ကြတာထမင်းစားတာကြတော့နော်လုဆောင်ချက်ကိုတစ်ခါပဲလှုပ်လိုက်ထပ်တလဲလဲလှုပ်လား ထတ်တလဲလဲလောက်တာပေါ့ထမင်းကိုယူတယ်ပါစက်ထဲထဲဝါတယ်မျိုးချတယ်ထတ်ယူတယ်ထတ်တလဲလဲပြီးတဲ့အချိန်ချီထတ်တလဲလဲလောက်ရတယ်။ तू ကတစ်ခါလောက်တာရစက်မထွက်ဘူးဗျ။ reset ထွက်ဖို့အတွက်မပြီးမချင်းလောက်နေရတယ်။ပြောတဲ့အချိန်မှာဒီလောက်ဆော့ချက်ကြီးကို तू ကထတ်တလဲလဲ repeat ထပ်ပြီးလုပ်နေတော့မှရှိသေးတယ်။တော့ပေါ့လား။အဲ့လိုမျိုးလောက်ဆော့ချက်ကိုထတ်တလဲလဲတော့ဂျွန်ဆိုင်ကိုတုံးတယ်။လောက်ဆော့ချက်ကိုတစ်ခါပဲလုပ်ပြီးတော့ရလက်ထွက်ပြီးတော့ reset ရလက်ထွက်သွားပြီးအချိန်နေကြီးကြံနေလို့ရှိရင်ကျေတော့တုံးတယ်။ဒါပဲနော်။ ဲ့တော့ကျွန်တော်တို့မှတ်ထားရမှာကလှုပ်ဆောင်ချက်ကိုထပ်တလဲလဲလှုပ်နေတာလားလှုပ်ဆောင်ချက်ကိုတစ်ခါပဲလှုပ်ပြီးတော့အချိန်ကြီးရလက်ကြီးပေါ်သွားတာလားဒါပဲအကယ်၍လှုပ်ဆောင်ချက်ကိုတစ်ခါပဲလှုပ်ပြီးတော့အချိန်ကြီးရလက်ထွက်သွားပြီဆိုလို့ချင်းဖက်ဖြစ်တော့မှာကျေလို့တော့တယ်လှုပ်ဆောင်ချက်ကိုထပ်တလဲလဲလှုပ်နေရပြီးရလက်မထွက်သေးဘူးလှုပ်နေတော့ပဲရှိသေးတယ်ဆိုကျွန်ဆိုင်ကိုတော့တယ်ဒါပဲအဲ့တဘောတရားနားလည်ရပြီကျွန်တော်တို့ကစာကြောင်းတွေအများကြီးနဲ့စီကာဘတ်ကိုရှင်းပြနေစရာလို့ဒီနှစ်ကြောင်းနဲ့လုံလောက်တယ် သဘောပေါက်လားဒီသဘောတရားကိုပဲနားလည်အောင်ပြန်လာတော့အကယ်၍အခုကျွန်တော်ပြောတာကိုဒီ9မိနစ်7မိနစ်နဲ့နားမလည်ဘူးဆို3-4ခေါက်လောက် repeat ထပ်ပြီးပြန်လာတော့သဘောပေါက်သွားလိမ့်မယ်အဲ့လိုပေါက်လို့ရှိရယ်ကိုယ့်အကူအကုန်သုံးလို့ရပြီဘယ်နေရာမှာကျဲသုံးတယ်ဘယ်နေရာမှာကျုံဆိုင်သုံးတယ်လက်တန်းအကုန်သုံးသွားလို့ရပြီနောက်တစ်ခုကထူခြားချက်ကဒီကျုံဆိုင်ကဘာလဲဆိုတော့ကျွန်တော်တို့ကနှစ်တန်လုံးအပြည့်သုံးစရာမလိုဘူးဗျစကားပြောရင်စိုက်ဆိုရတပန်သုံးရင်လုံလောက်တယ်ပေါ့နော် ဒါကြောင့်မို့ကျွန်တော်တို့သူထမင်းစားနေထားဆိုင်ရှိဖန်လို့တော့တယ်ဒီ site အကြောင်းလည်းကျွန်တော်ရှင်းပြအောင်မယ်နော်ဒီ site ကတချို့က site တွေကိုအကုန်ရောနေရဥမာထား site ကြားရှိဖန်ဆိုအဲ့ site နဲ့ထား site ရှိဖန်က site နဲ့အတူတူပဲလို့ထင်နေရမဟုတ်ဘူးအဲ့လိုနောက်သင်ရစာမှာကျွန်တော်ထပ်ရှင်းပြပေးမယ်ဟုတ်ပြီနော်လောလောဆယ်ကျွန်တော်တို့မှတ်ထားရမှာက vet ဖြစ်ရှိပါအထူးပြုထားတဲ့ site က advert သူ့ရဲ့အပြည့်စုံကကျွန်းစာသူ့ရဲ့အပြည့်စုံကဘာလဲကျွန်းစာကျွန်းစာကိုကျွန်တော်တို့တပံမဲသုံးထားလို့စိုက်ဆိုပြီးဖြစ်နေတာ โอเคเนาะအဲ့တော့သူထိုင်နေတယ်ဆိုရင်ဒါထာစော့ကြာเนาะသူထမင်းစားနေရကြထားဆိုင်ရှိဖအဲ့မှာဘာဖြစ်လို့ကြဲတော့လဲဘာလို့စိုက်တော့လဲအကြံမြင်သဘောပေါက်သွားရင်เนาะဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ Chinese for website e-learning membership program ကိုကြိုဆိုပါရစေကျွန်တော်တို့ website မှာ member တစ်ချိန်ဝင်ထားရုံနဲ့တရုတ်စကားပြောအရေးဖတ်အတန်ထွက် တတညံစမ်းတွေနဲ့ HSK တင်ငန်းစာတွေကိုအခမဲ့လေးလောက်ခွင့်ရမှာပါလေးလောက်ခွင့်ရရှိမဲ့ course အရေအတွက်80ကျော်ဖြစ်ပြီးတော့ဒီထဲမှာ video တင်ငန်းစာစုစုပေါင်း1400ကျော်ပါဝင်ပါတယ်ချက်လက်သေးစိတ်ကိုစုံစမ်းမေးမြန်းခြင်းတော့ကျွန်တော်တို့ရဲ့ page messenger ကနေ message ပေးဖို့ပြီးဆက်သွယ်မေးမြန်းနိုင်ပါတယ်တင် journey စနစ်တွေနဲ့လေးလောက်ခွင့်ရရှိမဲ့နမူနာတင်ငန်းစာတွေကိုတော့ကျွန်တော်တို့ရဲ့ website စာမျက်နှာမှာအလွယ်တကူဝင်ရောက်ကြည့်ရှုနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် ခုသင်ခန်းစာလေးကိုဆက်ပြီးတော့လေ့ကျင့်ကြရအောင်။ကောင်းပြီခုနကအကြောင်းလေးပြန်ပြီးတော့ပြောပြပေးမယ်နော်။နေသွားမှဆိုလို့ပြန်ရှင်းပြမယ်။သူထိုင်နေတယ်ထားစောချာသူထမင်းစားနေတယ်ထားစိုက်ရှိဖာ။ကောင်းပြီစောစောရဲ့ဖြစ်နေအောင်ပါကြေအောင်သုံးထားတယ်။ဘာဖြစ်လို့လဲ။ဒီဖက်ဒီလုတ်ဆောင်ချက်ကိုတခါပဲလုတ်လိုက်တယ်။ မတက်ရက်နေရာနေစက္ကနဲ့ထိုင်ချလိုက်တယ်ပြီးရင်ထိုင်ရသားကြီးရှိတော့တယ်အဲ့ထိုင်ရသားကြီးဒီလှုပ်ဆောင်ချက်ကိုထားလိုက်ထိုင်လိုက်ဆိုလှုပ်နေရမဟုတ်လှုပ်လည်းမလှုပ်ဒီတိုင်းပဲညိနေရနော်ညိနေရဘာလို့လဲလှုပ်ဆောင်ချက်ကပြီးသွားပြီကိုညိနေရတစ်ခါပဲလှုပ်လိုက်ရတယ်အဲ့လို reset ကြီးပေါ်ပြီးတော့ရက်လက်ကြီးထွက်သွားတယ်ဒီအခြေအနေထဲမှာဂျန်နေခဲ့လိုက်တယ်လှုပ်ဆောင်ချက်ကပြီးပြီးတော့ဒါဆိုရင်ကျွန်တော်တို့ vet ဖြစ်တော့မှာကျွန်တော်တို့သုံးပြရတယ်အဲ့လို vet အမျိုးအစားတွေအဲ့အ내အတိတ်ပဲမျိုးထွက်တဲ့ပုံစံမျိုး ဆိုလို့ရှိရင်အဲ့ဒီဖက်ဖြစ်တော့မှာဂျယ်ကိုတုံးပြရတယ်။အကယ်၍လုံးဆော့ချက်ကိုထပ်တလဲလဲလုပ်နေမယ်။စကတည်းကပြီးတဲ့အချိန်ထိဒီလုံးဆော့ချက်ကိုထပ်တလဲလဲ reset ထွက်အောင်လုပ်ရမယ်။လုံးလုံးဆော့တော့ reset မထွက်သေးဘူး။ဒီလုံးဆော့ချက်ထဲမှာလုံးနေရင်တန်လန်ကြီးပဲရှိသေးရဲ့။ထပ်တလဲလဲလုပ်နေတယ်ဆိုရင်တော့ဖက်ဖြစ်ရှိမှာ advert စိုက်နဲ့အထူးပြုပေးရတယ်။အတန်ပြည့်စုံတာကြုံစိုက်။ဒါမျိုးစကားပြောရင်စိုက်တတန်ပဲပြောလို့ရစိုက် plus fat လုံးဆော့ချက်ကိုလုပ်နေတာ။ fat plus ကျလုံးဆော့ချက်လုပ်ပြီးသွားပြီ။ ရလက်အခြေအနေကြီးဂျန်နေတာဒါလို့ဆိုတော့သဘောပေါက်မယ်ထင်တယ်နော်ဒီနှစ်ကြောင်းလေးနဲ့သဘောပေါက်မယ်ထင်တယ်ကောင်းပြီကျွန်တော်တို့ကဆက်ပြီးမရှင်းပြတော့ဘူးဗျကိုယ့်အကူစဉ်းစားပြီးတော့အမှားအမှန်ပဲရွေးရတော့မှာစိုက်ကိုသုံးသိလားဂျယ်ကိုသုံးသိလားဒီနှစ်ကြောင်းနဲ့ကျွန်တော်တို့ကဒါရှင်းပြပြီးသွားဖြစ်တဲ့ကြောင့်ကျွန်တော် review လေးတွေလုပ်ကြည့်မယ်တကယ်ရမရပါတော့လိုက်ပြီးစဉ်းစားကြည့်တကယ်လို့အဲ့ဒါကိုနားလည်သွားပြီဆိုရင် bell theft တွေရဲ့သုံးသုံးအဆင်ပြေပြေစိုက်နဲ့ဂျယ်နဲ့ကိုခွဲသုံးလို့ရပါတယ်လေ့လာကြည့်အောင်နော် review လေးကြည့်မယ် โอเคအားလုံး ready ဖြစ်လို့ရှိရင်စရအောင်เนาะကွက်ကိုအရင်စဉ်းစားပြီးဖြည့်ကြည့်เนาะပြီးမှကျွန်တော်အဖြေပြန်ရှင်းပြပေးမယ်ဘယ်ဘက်မှာပကြီကားတစ်ချက်ချိန်ထားလဲဇော်ပြန်ကွာကြဲ if ဟွာဇော်ပြန်စာဘဲဘက်ကွာစာချိန်ဆွဲတယ်ကြဲထားပါလေ if စာတစ်ချက်ဟွာကပကြီကားဇော်ပြန်ကွာကြဲ if ဟွာဇော်ပြန်စိုက်ကွာ if ဟွာဘယ်ဘက်မှာပကြီကားတစ်ချက်ချိန်ထားလဲအဲ့တော့ကျွန်တော်ကကွာကြဲလို့သုံးမလားစိုက်ကွာလို့သုံးမလား a လား b လားရွေးကြည့်ပါ ကောင်းပြီကျွန်တော်တို့ကကြတော့ဒီမှာပကြီကချိတ်ထားတယ်ဆိုတာကလှုပ်ဆောင်ချက်လားအခြေအနေလားဆိုတာစဉ်းစားရမယ်အခုကျွန်တော်တို့ကပကြီကချိတ်ထားတယ်ဆိုတာအဲ့ပကြီကကိုလူတွေကဝိုင်းပြီးတော့ပကြီကကိုမှပြီးချိတ်နေတယ်လို့ပြောတာလားပကြီကချိတ်ထားတယ်လို့ပြောတာလားချိတ်ထားတယ်ချိတ်ထားတယ်ဆိုတာကချိတ်တဲ့လှုပ်ဆောင်ချက်ကဘာဖြစ်သွားလဲပြီးသွားရယ်ပကြီကအဲ့မှာကြံနေခဲ့ပြီဘယ်ဘက်ချမ်းလေးမှာပကြီကလေးတစ်ချက်ကချိတ်ရတာရှိနေပြီဒါဆိုလို့ရှိရင်ဒါဒီလှုပ်ဆောင်ချက်လားအခြေအနေလား အဲအခြေအနေအခြေအနေဆိုကျွန်တော်ဘာတော့ရောပဲလဲကြော်ဒါကြောင့်အပြေမှန်ကပါလဲอืมစော်ပြန်꽈ချေဖူခွာโอเคเนาะဆက်လေးလာကြည့်အပြေလဲလျောင်းနေတယ်ပပထန်းကြော်ပပစိုက်ထန်းပပအပြေကထန်းစာလဲလျောင်းတာကြော်စာလှည့်ရရှိတယ်လဲလျောင်းနေတယ်ပေါ့ပပစိုက်ထန်းအပြေလဲလျောင်းနေဘယ်ဟာမှန်လဲစဉ်းစားကြည့်ပါဦး โอเคအဲ့တော့ကျွန်တော်တို့ဗက်ကိုသုံးသပ်ကြည့်မယ်လဲလျောင်းနေဆိုတဲ့ဗက်ဒီလှုပ်ဆောက်ချက်လားဒါမှမဟုတ်လှုပ်ဆောက်ချက်ကိုထပ်တလဲလဲလုပ်နေရတာဒါမှမဟုတ်တစ်ခါပဲလုပ်ရတာလားလဲလျောင်းလဲဆိုထိုင်လိုက်ပြန်လှဲလိုက်ထိုင်လိုက်ပြန်လှဲလိုက်အဲ့လိုလှုပ်ဆောက်ချက်ကိုထပ်တလဲလဲလုပ်တာဒါမှမဟုတ်တစ်ခါပဲထိုင်ရက်ကနေလှဲချလိုက်တာနဲ့လှဲရက်သားကြီးဖြစ်သွားတာလားအဲတစ်ခါပဲလုပ်လိုက်ရတာเนาะဒါဆိုရင်ဒါဒီပါလဲအခြေအနေအခြေအနေဆိုကျွန်တော်တို့ပါတော့လဲကျော်ပဲတော့လဲအဲ့တော့အဖေလဲလျောင်းနေရဆိုရင်ပပထန်ကျော် 你来也瞧，你咧，弟弟洗澡着，弟弟在洗澡，披了浴巾哦，伊拉披了。弟弟啊，你来洗澡在也厝了咯？嗯，也厝内说咧老少家的。 ထက်တလဲလဲလုတ်တဲ့လှုပ်ဆောင်ချက်ထဲမှာပဲပါဝင်တယ်เนาะအဲရေလေးတစ်ခွက်လောက်ပြီးတော့လှုပ်ဆောင်ချက်ကြီးကပြီးသွားတာမဟုတ်ဘူးရေရေကိုစပြီးတော့ရေချိုးကြတဲ့ဝင်ချိုးတဲ့အခြေရတယ်ပြန်ထွက်လာတဲ့အခြေထိကိုလှုပ်ဆောင်ချက်ကိုထက်တလဲလဲတော့သူကအဲ့လှုပ်ဆောင်ချက်ထဲမှာပဲလုံနေရနော်ဒါကြောင့်မို့ကျွန်တော်တို့ကလှုပ်ဆောင်ချက်လှုပ်ဆောင်ချက်ဆိုရယ်ဘာတော့ရလဲစိုက်အဲ့တော့တီတီစိုက်ရှိသောတီတီစိုက်ရှိသောတကားပွင့်နေတယ်တကားဖွင့်ထားတယ် ပွင့်နေတယ်ပဲဖြစ်ဖြွင့်ထားတယ်ပဲဖြစ်ဒီလိုပဲပြောတာ man kindle မင်းစိုက် kind မင်းတက kind စာပွင့်တာတော့ဖြွင့်တာလို့ပြောတာနော် kindle ပွင့်နေတယ်တော့မဟုတ်ဖြွင့်တာလေ man စိုက် kind တကောင်ပွင့်နေတယ်တော့မဟုတ်ဖြွင့်တာဘယ်ဟာ man လဲဒီနှစ်ချောင်း ကောင်းပြီအဲ့တော့ဒီနေရာမှာကျွန်တော်တို့စဉ်းစားတာလေးပြောပြမယ်เนาะအဲ့တော့ဒီမှာရှေ့မှာတော့ကျွန်တော်တို့ကဘယ်သူကဘာလုပ်တယ်ဆိုတော့လူတွေပါတယ်ပေါ့ဒီမှာလူတွေမပါဘူးဆိုပြီးတော့လူပါခြင်းမပါခြင်းကိုကျွန်တော်ထည့်သွင်းစဉ်းစားစရာမလိုဘူးဗျ ဆိုလိုတာကတကားဖွင့်တာကကျွန်တော်လည်းမြင်တာမဟုတ်ဘူးဘယ်သူဖွင့်လဲဆိုတာမြင်တာမဟုတ်ဥမာလူတယောက်ကဖွင့်သွားတာလားခွေးတိုးပြီးတော့ပွင့်သွားတာလားလေတိုင်းပြီးပွင့်သွားတာအထာတွေကိုထည့်သွင်းစဉ်းစားစရာမလိုဘူးဗျကျွန်တော်စဉ်းစားမှာတစ်ချက်ပဲရှိရယ်တကားကိုဖွင့်နေဆိုရင်အဲ့တကားကိုဖွင့်လိုက်ပိတ်လိုက်ဖွင့်လိုက်ပိတ်လိုက်အဲ့လိုလုပ်နေတာဒါမှမဟုတ်တကားပဲဖွင့်လိုက်တာနဲ့ပွင့်ရတာရှိနေတာဒါပဲကျွန်တော်စဉ်းစားမှာအဲ့ဒါပဲ လှုပ်ဆောင်ချက်ကိုထပ်တလဲလဲလှုပ်သွားတာလားလှုပ်ဆောင်ချက်တစ်ခါပဲလှုပ်လိုက်ပြီးဒီအခြေအနေတိုင်းရှိနေတာဒါပဲစဉ်းစားရမှာဆိုလိုတာကတော့လှုပ်ဆောင်ချက်လားအခြေအနေလားပဲစဉ်းစားရမှာလူကဖွင့်လာလားသူ့ဟာသူပွင့်လာလားဒါတွေကိုစဉ်းစားစရာမလိုဘူးဗျာနော်အဲ့တော့တကားဖွင့်ထားတယ်ဒါမှမဟုတ်ပွင့်နေရဆိုတာကအဲ့တကားကိုဘယ်နှခါပဲဖွင့်လိုက်ရတာလဲတခါပဲလှုပ်လိုက်ရတာတခါပဲလှုပ်ပြီးတော့လှုပ်ဆော့ချက်ကပြီးသွားပြီအတိုင်ရဖွင့်ရတာရှိနေအဲ့ဒါကိုအခြေအနေလို့ခေါ်တယ် reset ရလက်ပဲဒါဆိုအခြေအနေဆိုဘာသုံးစရာလို့လဲ 大伯着，他说的高半年都冇得高，平常的是八百多嘞。门开着，大伯。阿、啊、妈他们吃你的，姐姐做着饭，姐姐在做饭，姐姐阿、啊、妈的做吃的饭啊，他们做着饭，他们吃你，再做饭，他们吃你，不要买来不弄。 ဟုတ်ပြီအဲ့တော့ကျွန်တော်ကထမင်းချက်တယ်ဆိုတာလှုပ်ဆော့ချက်ကိုတစ်ခါပဲလှုပ်လိုက်အိုးရဲကိုဆန်လေးထည့်လိုက်တာပြီးသွားလားမပြီးဘူးเนาะအဲ့တော့အဲ့ process တဲမှာ तू ကရှိနေရလှုပ်ဆော့ချက်ကြီးတစ်ခုလုပ်ရမှာရှိနေတာ तू လှုပ်ဆော့ချက်တွေအများကြီးလုပ်တာထမင်းချက်ဖို့အတွက်เนาะအထမင်းချက်လာတဲ့ချိန်ထိ तू အများကြီးလုပ်တာနောက်ဆုံးပေါအိုးနဲ့ချက်တော့ပလက်တော့ပြန်ဖြုတ်ရတယ်ပြီးသွားတယ်သဘောပေါက်လားအဲအဲ့တော့ तू ကလှုပ်ဆော့ချက်တစ်ခုထဲမှာဝင်နေရ तू ကဒီလှုပ်ဆော့ချက်ကိုလုပ်နေအဲ့ဒါအခြေအနေမဟုတ်ဗျလှုပ်ဆော့ချက်ကြီးပြီးသွားလို့ထမင်းချက်တယ်ဆိုတာရက်လက်ကိုပြောတာမဟုတ် 后面呢？我讲七路接单的时候呢，下来，阿拉下来，认识呗。我讲七在六嫂接过外表了，七年冇好。大家冇六嫂接皮嘞，叫巴维多话嘞，在。他说皮买话嘞，姐姐在做饭，姐姐在做饭。阿哥否则你嘞，哥哥打折电话，那么哥哥再打电话，哥哥阿哥啊打电话找否则他，阿拉讲了打折，表么啦？再打了表么啦？ အခြေအနေလားလို့ဆိုကြလားစဉ်းစားကြည့်ပါဦးမှန်ပါတယ်ဖုန်းဆက်တယ်ဆိုကျွန်တော်တို့ကလှုပ်ဆောင်ချက်တစ်ခုဖြစ်တယ်ဗျဘာလို့လဲဆိုတော့ဖုန်းကို hello လို့ပြောကြတဲ့အားနောက်ဆုံးအေးဒါပဲကွာလို့ဖုန်းချတဲ့အထိကိုကျွန်တော်တို့ကပြောနေရတယ်အေးကွာဘလို့ညာလို့စသဖြင့်ဒါလှုပ်ဆောင်ချက်ထဲမှာသူကအစနဲ့အစိုးထိသူပါဝင်ပြီးလှုပ်ဆောင်နေရတယ် Hello，老表，要 B 段啊，丰收的老嫂姐姐啊，B 段那么好，播报了。大家我丰收大的六嫂姐的裤裆里，别得七年后，老嫂就的，得要接到帕飞多话嘞，在。妈妈哥哥在打电话，阿哥丰收的。你妈嘞，TV 机年嘞，妹妹看着电视，妹妹在看电视，妹妹你妈嘞个看几台电视 TV？阿掉今老了看着了，再看啊，老嫂姐了七年了。 ကောင်းပြီအဲ့တော့ဒါကလုတ်ဆောင်ချက်တစ်ခုသားလေးဖြစ်တယ်ဘာဖြစ်လို့ TV ကြည့်ရဆိုတာ TV ကိုမျက်လုံးလေးနဲ့ဖြတ်ခနဲ့ကြည့်လိုက်တာနဲ့ဒါကြီးကပြီးသွားတာမဟုတ်ဘူးသောပေါက်လားသူကအဲ့လိုဖြတ်ခနဲ့ကြည့်ပြီးတာတစ်ချက်လုံးလိုက်တာနဲ့ဒါကြီးက reset ကြီးထွက်သွားတာမဟုတ်ဘူးသူ TV ကိုပိတ်တဲ့အချိန်ထိကြည့်နေရတယ်ကြည့်တဲ့အချိန်မှာ like ခံစားပြီးတော့ငိုစရာရှိငိုကြီးစရာရှိအဲ့လိုမျိုး like စီမျိုးခံစားပြီးတော့ TV ကပြတဲ့အတိုင်းကို like လှုပ်ရှားနေရတယ်နော်စိတ်တွေက like လှုပ်ရှားနေရတယ်ဒါဆိုရင်သူလုတ်ဆောင်ချက်ပဲအချိန်မီမဟုတ်ဘူးလုံးဆောင်ချက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကပါတော့မရလဲ 嗯，在国外都不要嘞。到时候你妈来 DVD 的时候，妹妹在看电视，妹妹在看电视。都眼睛里为他嘞，他穿着红色的衣服，他在穿红色的衣服。他都个穿着我身的红色一样的皮的衣服着，眼睛我少。哎呦，穿着了多么了，再穿了多么了。 လှုပ်ဆောင်ကြလားအခြေအနေလားအင်းကြီးအနီဝတ်ထားတယ်လှုပ်ဆောင်ကြလားအခြေအနေလားကိုယ့်ကိုစဉ်းစားကြည့်နော်ကောင်းပြီဒါကလှုပ်ဆော့ကြလားအခြေအနေလားဆိုတော့ကျွန်တော်ပြောပြရအောင်နော်။အင်းအဲ့တော့ကျွန်တော်ကတငယ်ချင်းတယောက်ကိုပြောရဲပေါ့နော်။မင်းဟိုမှာကြည့်လိုက်ငါတငယ်ချင်းတွေ့လားတပည့်အောင်မှာအဲ့တော့ပြောပြဟာဘသူတော့ဟိုမှာလေးအင်းကြီးအမိဝတ်ထားတယ် ဟိုမှာလေအင်ချီအနေဝတ်ထားတယ်လို့ကျွန်တော်ပြောလိုက်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ပြောတဲ့အချိန်ကကျွန်တော်တငယ်ကြီးကအင်းအနီကိုအခုမှကောက်ွက်ကြဲသီးတွေကောက်ကတဲ့အဲ့လိုပြောအဲ့လိုအဲ့လိုဟာမျိုးပြောတာလှုပ်ဆောက်ချက်လုံနေအောင်ပြောတာမဟုတ်ဘူးနော်သူအိမ်ကလာကြတဲ့အဲ့အင်းကြီးအနီကဝတ်ပြီးသားရေသူ့ကိုယ်ပေါ်မှာအဲ့အင်းကြီးကရှိနေတာဝတ်ထားတဲ့အခြေအနေကိုပြောတာသူဝတ်နေတဲ့လှုပ်ဆောက်ချက်ကိုပြောတာမဟုတ်ဘူးနော် อืมวันนี้เราสอบจะมะโหโอเคเราสอบจะไปเราမှန်တာဗောစိုက်တန်သုံးလို့ရတယ်ဆိုလိုတာဗောတခါတလေမှာကျွန်တော်တို့อ่ะဟိုအဝိစာစောင်းဝတ်ခံတယ်မှာအင်းကြီးကိုချွတ်တယ်ကြဲသီးတွေတတ်တယ်ပြန်ဝတ်တယ်ဒီလိုမျိုးလှုပ်ဆောင်ချက်လုပ်နေတယ်ဆိုရင်တော့ငါခဏနေဟုတ်မပြီးသေးဘူးငါအင်းကြီးဝတ်နေဒုံလို့ပြောတော့မှန်တယ်ဒါဆိုတော့ဝတ်နေဒုံဆိုရင်လှုပ်ဆောင်ချက်ဖြစ်တဲ့ရောက်စိုက်ထွန်းလို့သုံးလို့ရတယ်ဒါပေမဲ့အခုကအင်းကြီးနေဝတ်ထားတယ်ဝတ်ထားတဲ့ဆိုဝတ်ပြီးတော့ကိုယ်ပေါ်မှာအင်းရှိနေပြီဒါဆိုရင်ဒါအခြေအနေဖြစ်သွားပြီအဲ့ဒါနှမျိုးလုံးသုံးလို့ရအောင်နော် ဝက်နေတုံးဆိုတဲ့လုံးဆောင်ချက်ပြောရင်တော့စိုက်ထွန်းလို့ပြောလို့ရတယ်ဝက်ထားတယ်ဆိုတဲ့အခြေအနေဆိုတော့ထွန်းကျော်လို့ပြောလို့ရတယ်မတူအခုကကျွန်တော်တို့ကသူအင်ဂျင်နီဝက်ထားတယ်လို့ပြောတဲ့ကြောင့်ဘာလို့ပဲတော့လဲအခြေအနေကိုဖော်ပြဒါဆိုရင်ထားထွန်းကျော်ဟုံးဆော့တဲ့အီဖိုရှောင်းဝမ်ရဲ့လက်ထဲမှာထီးတက်လက်ကင်ထားတယ်ရှောင်းဝမ်တဲ့ရှိုးလီနာကျော်အီပါဆန် ရှောင်းဝံတက်ရှောင်းဝံရဲ့ show လီလက်ထဲမှာနာကင်တယ်။နာကဂျူရာတို့ကင်တာတို့เนาะစုပ်ကင်ထားတာလဲနာပဲပြောရအောင်เนาะ။နာချက်ကင်ထားတဲ့ဣပါဆာတလက်ဆန်ကတီဣပါဆန်တီတလက်ကင်ထားတယ်။အဲ့တော့ကျွန်တော်တို့ကနာချက်လို့သုံးမလား၊စိုက်နာလို့သုံးမလား။ဒါလေးစဉ်းစားကြည့်ပါဦး။ ဟုတ်ကဲ့အဲ့တော့ကင်ထားတယ်ဆိုရယ်လုတ်ဆောင်ကြကျွန်တော်တို့အခုဗျာဒီဗီဒီယိုချင်းတဲ့လူတွေအနားမှာရှိတဲ့ပစ္စည်းတခုကိုကောက်ကင်လာကင်တယ်ဆိုရယ်လုတ်ဆောင်ကြသည်အဲ့ဒါလေးစုပ်ပြီးတော့မြှောက်လိုက်တာနဲ့ကင်တဲ့လုတ်ဆောင်ကြပြီးသွားပြီလက်ထဲမှာအိုက်တိုင်းရှိနေတာအဲ့ဒါအခြေအနေကင်လိုက်ပြန်ချလိုက်ကင်လိုက်ပြန်ချလိုက်ဆိုပြီးတော့လုတ်ဆောင်ကြကိုထပ်တလဲလဲလုတ်ထားမဟုတ် ကောက်ကင်လိုက်တဲ့လှုပ်ဆောင်ကြတာတစ်ခါပဲလှုပ်ထားတယ်လက်ထဲကနေလှော့မချမချင်းဒါကြီးဒီလက်ထဲမှာရှိနေတဲ့အခြေအနေကိုပဲပေါ်ပြရတယ် reset ကိုပဲပေါ်ပြရတယ်ဒါကြောင့်မို့ကင်ထားတယ်ဆိုရင်ကျွန်တော်တို့ကအခြေအနေဖြစ်တဲ့ကြောင့် reset ဖြစ်တဲ့ကြောင့်ဘာပဲတော့ရလဲ jail ပဲတော့ရတယ်ဟုတ်ပြီအဲ့တော့ရှောင်းဝမ်ရဲ့လက်ထဲမှာထိတက်လက်ကင်ထားတယ်ဆိုဘယ်လိုပြောလဲရှောင်းဝမ်တဲ့ surely not ja ibasan ရှောင်းဝမ်တဲ့ surely not ja ibasan ဒါဆိုတော့သဘောပေါက်လောက်ပြီထင်ပါတယ်เนาะအဲကြောင့်မို့ကျွန်တော်တို့ကတရားတွေကိုလေ့လာတဲ့အခါမှာစာကြောင်းတွေကိုဒီဘာသာပြန်ပြီးတော့အများကြီးပဲချက်မှတ်နေစရာမလိုပြသူရဲ့ဒီကိုသုံးမဲ့စကလုံးဥမာနှိုင်းရှင်နေဆိုတော့ဒီနှလုံးပါกว่าလဲဆိုတော့အဲ့စကလုံးနှလုံးရဲ့သဘောတရားကိုနားလည်သွားပြီဆိုရဲအကုန်သုံးလို့ကအဓိကတော့ကျွန်တော်ပါလေဒီစကလုံးလေးကိုသုံးရတဲ့ရည်ရွယ်ချက် သဘောတရားကိုပဲနားလည်ဖို့လိုတယ်ပေါ့နော်ဒါကတော့ចောင်းသားတွေကိုအကြံပြုတာပါတတာတွေကိုရှုပ်ထွေးတယ်ခက်ခဲတယ်လို့ထင်တဲ့တတာတွေကိုဒီနည်းနဲ့လေ့လာလို့ရှိရင်အရန်ကိုအချိန်တိုတွင်းမှာပေါ့နော်လွယ်လွယ်ကူကူနားလည်သဘောပေါက်ပြီးတော့လက်တွေပြောနိုင်လေပြီးတော့တင်ပေးထားတဲ့စာကြောင်းအတိုင်းမဟုတ်ဘဲနဲ့ကိုယ့်အကိုတခြား vibe တွေကိုသုံးကြည့်မယ်ဆိုရင်လည်းဒီသဘောတရားအတိုင်းသွားတာဖြစ်ကြောင်းလွယ်လွယ်ကူကူသုံးနိုင်တာကိုတွေ့လိမ့်မယ်ပေါ့နော်အားလုံးကတော့ဘယ်လိုဖြစ်စူးစမ်းလို့လိုတာပေါ့နော်ဟုတ် ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာတကယ်လို့ဒီလိုမျိုးတရာတင်ရန်စာတွေကိုအပြည့်စုံလေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ Chinese for website ထဲမှာ user account တစ်ခုအရင်ဖွင့်ဖို့လိုတယ်ဗျာနော် user account ဖွင့်ပြီးမြန်မာဝင်ရောက်ပြီးလေ့လာနိုင်ပါတယ်ခင်ဗျာနော်ဟုတ်